ောဒလမင်းကြီးကရသော်ဘုရားရသော်ဘုရားညကတပည့်တော်အိမ်မက်ထဲမှာလူတွေကလေရေအိုးကြီးတလုံးရေပြည့်နေတာကိုအဲ့ဒါဘာအကျိုးရှိတယ်မသိပါဘူးရေတွေထထပြီးတော့လောင်းထဲနေကြစေတကစမ်းကြပြီးတော့ပွက်တွေထားတော့မြင်လို့မကောင်းအဲ့ 一五斤那嘛，八一的三嘛没事的，一五斤里的，俺买一百。可是我嘛，这一五斤里有一批价高的，一路嘛，奥美价高，肉嘛一嘛批价高，俺这一五斤里的，比这一般的奥美低的。第六天了，这一五斤的，一阿拉太难找那了。别那嘛，一不是一的三嘛没事的，五里的，就毛的五毛的，就是贵的五贵的。 ဖယုံဖယက်ဖြစ်နေတာဒီရေအိုးလေးတွေကိုရေထဲ့ပါတော့အာဘယ်တော့အိမ်မက်ထဲမှာဖရာနောင်ဟာဒီအိမ်မက်ရဲ့အကျိုးပြကဘယ်လိုရှိပါသလဲဆိုတော့ဖရာလျှောက်တော့ဆိုတော့ဒီအိမ်မက်ရဲ့သဘောတရားကဘယ်လိုလဲဆိုတော့နောင်ကာလရလို့ချင်းတရားမဆောင်နဲ့တရားပြတ်တဲ့မင်းနေအုပ်ချုပ်ကြတဲ့ကာလ လူမိုက်တွေကြီးစိုးလာတဲ့ကာလအဲ့လိုကာလမျိုးတွေကြောက်လာလို့ရှင်လောကမှာဇာတုအာနာစီစဉ်ဥစ္စာလောက်ဝယ်ရှိထားတဲ့လူမိုက်တွေဟာသူတို့အကျိုးစီးပွားကိုပဲသူတို့ကရှေးရှုပြီးတော့နေတယ်တရားပြတဲ့ပုဂ္ဂိုလ်တွေတရားမဆောင်တဲ့ပုဂ္ဂိုလ်တွေဆိုတော့ဘုံကံကလည်းနေတယ် ရောင်းတရားတွေလက်မခံတဲ့ကာလရောက်လာတဲ့ကဝိတမလောဘဝိတမဒေါသတွေနဲ့ပျက်စီးရပျက်စီးချောင်းလုပ်တဲ့အများကြီးတုတ်ကြတဲ့ကလောကကြီးအကုန်လုံးဖေယောဖရဲပျက်စီးပြီးတော့လာဇာတိဥရုတွေမမှန်အစာအသောက်တွေကလည်းပဲအစီဩဇာမရှိအကြောင်းမျိုးမျိုးပေါ်လေပျက်စီးလာကြအမျိုးမျိုးအခက်အခဲအကျက်တွေကြုံတွေ့ပြီးတော့လာကြရတယ် ဲ့လိုကြုံတွေ့နေတော်လဲပဲမိုက်မဲတဲ့မင်းဆိုမင်းညက်ဒါမှမဟုတ်လဲယာရုအာနာစီစဉ်လက်ဝဲရှိတဲ့ပုဂ္ဂိုလ်တွေဟာဘယ်သူတွေဘလို့ဖြစ်ဖြစ်ဘသူသေးသေးငတိမာရင်ပြီးရောဆိုတာမျိုးသူတို့အကျိုးစီးပွားကိုပဲသူတို့ကရှေ့ရှုပြီးတော့ပြည်သူတွေကိုနှိပ်စက်ညှဉ်းပန်းတဲ့အနေအထားမျိုးကိုလက်အောက်ငယ်သားတွေကိုဌာနဆိုင်ရာအကြီးအကဲတွေကကိုလက်အောက်ငယ်သားတွေကို ကိုကျိုးစီးပွားအတွက်နှိမ့်ဆက်ညှင်းပန်းပြီးကိုကျိုးရှာတဲ့အနေအထားမျိုးတွေဖြစ်လာလိုက်မယ်ပေါ့။သဘောကအဲ့လိုနော်ဒီမှာက။အမေလို့လဲဆိုတော့အဲ့လိုကိုကျိုးရှာကြတဲ့အခါသူတို့ကကြတော့အစမတန်ချမ်းသာလို့တခါတဲ့ရေရေအိုးကြီးပြည့်နေတယ်လို့ပဲ။တလောက်ပြည့်နေတော့လည်းပဲဂျန်နေတဲ့ငယ်သားတွေပြည်သူပြည်သားတွေကသူတို့အကျိုးစီးပွားပဲရှားပြီးနေရတယ် ကြောက်လို့အနှိမ့်ဆက်ခံရမှာဆိုလို့ရံပြုတ်မှာဆိုလို့အကြောင်းအမျိုးမျိုးပေါ်တယ်။တို့လည်းအောက်ကရုံမထွက်နိုင်လို့အကြောင်းမျိုးမျိုးရှိမှာပေါ့။ကိုမိသားစုစာဝတ်နေရေးကိုစာဝတ်နေရေးကိုမိသားစုစာဝတ်နေရေးပညာရေးဘာမှမလုပ်နိုင်ဘူး။နော်ဥပမာဆိုကြတော့ဒီနေ့ခက်ဆိုင်ဥစဉ်တော့အမျိုးသားတွေကသက်ဆိုင်ရာအကြီးအကဲတွေရဲ့ကိစ္စတွေလိုက်လုပ်နေရမိသားစုစီဝါရေးမလုပ်နိုင်ဘူး။မရုံနိုင်တော့အင်ရှိတဲ့စာဝတ်နေရေးမပြေလည် သာဝတိမပြတ်လို့ပညာရေးလည်းပဲပညာတတ်မြောက်အောင်မသိနိုင်ပညာရေးလည်းပဲနှိမ့်ကြ အစစရာရာဆင်းရဲကြက်တဲပြီးတော့ခေါင်းပါပြီးတော့ကွာနော်ဒီနေ့ခေတ္တရာမြင်နေရဒီသဘောမျိုးပဲဖြစ်လာလိမ့်မယ်ပေါ့နော်အောင်ကြရင်အဲ့တုန်းကတော့ပေါ်လာမင်းအမတ်တာကတော့ပြက်လက်ထက်ကအဲ့ဒါအကြီးအကဲလောက်ပိုင်ခွင့်ရှိတဲ့ပုံကိုယ်တွေကချမ်းသာကြည်ကြည်တက်ချမ်းသာပြည့် ပြည်နေတဲ့အိုတွေကိုထပ်လောင်းနေသည့်ပမာညာစွာသောပြည်သူပြည်သားတွေနဲ့လောင်းမဲ့သားတွေသူတို့ကြိုးစည်းပွားတွေဒီလုံနေရအဲ့တော့သူတို့ကဗယံဗဒာသုံးစွဲနေတာတချို့တချို့လောက်ပိုင်ဝင်ရှိတဲ့ပုဂ္ဂိုလ်ရဲ့အတိုင်းဝိုင်းတွေကိုကြည့်လိုက်လေဥစ္စံတော့မကုံတင်ပဲနဲ့ဖြုံပြီးနေတာတွေဗယံဗဒာစိမဲ့ကမ်းမဲ့သုံးစွဲနေတာတွေမြင်ရလား ူတို့ကိုဖမ်းတင်နေရတဲ့သူတို့ကျိုးစီးပွားကိုရှာဖွေလောက်ကင်ပေးနေရတဲ့တာမန်အခြေခံပုံကိုယ်တွေကတော့ထမင်းတလောက်တောင်မှနတ်မအောင်မနဲ့ကြိုးစားပြီးရှာဖွေနေရတဲ့လူတွေဖြစ်နေတဲ့အနေအထားမျိုးနော်အဲ့အနေအထားမျိုးရေဝီရေတွေလောင်ရှာကြဘပောက်နေတယ်လို့လောဘငွေယာနာဓာတုအာနာစိစဉ်ဥစ္စာရှိထားတဲ့ပုံကိုယ်တွေကကြတော့ဘယံဘာရာဘပောက်နေအောင်သုံးဆွဲနေနိုင်ပြီမဲ့လို့ငွေကိုလေးလိုရေလိုသုံးနိုင်ပြီမဲ့လို့ ruojuzi wara sauya ni yare apo ya sire si wa yi longan ni ocho yi longan ni alo ma pa ngri jara ochi pogu ri ga jara thamen de lo ku khaya khat se thamen daw nat ma aw ma sa nai ne ani tha myo ri chet la me bo da ha yi pi ni de o that that long dan ne tu pi do နိုင်ပါနေတဲ့ပုံကိုယ်တွေကိုပြန်မကြည့်တဲ့ခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါမှာအောက်ကလူတွေပို့ပြီးတော့ဆင်းရဲကြက်တဲလာပြီးတော့ ဘာမှဥစ္စာနဲ့ကောင်မှစူဆောင်းမထားနိုင်တဲ့အခွန်ပဲရှိတဲ့အိုးငယ်တွေနဲ့တူတဲ့ဘာစီဝါရဲ့ပစ္စည်းဥစ္စာမှလက်ဝဲလက်ကင်မထားနိုင်တဲ့သူတွေနဲ့တူတဲ့အိုးအခွန်နဲ့တူတဲ့အနေထားမျိုးတွေဖြစ်လာလိမ့်မယ်ဒီလိုအိမ်မက်ရဲ့အကျိုးသက်ရောက်မှုရှိမယ်ပေါ့နော်ဒါအိမ်မက်ကြောင့်ဖြစ်တာတော့မဟုတ်ဘူးနော်နောက်မှဖြစ်လာမယ်အနေထားပြောပြတာဒါဘယ်ဥစ္စာတော့သဘောကပြလေးက စီပြီအိုကြီးထလောင်းမိချီနီအိုငယ်ဒီမင်းဗန္ဒာသာတိုးအောင်ရှာမြို့ရွာနာလိုက်မီဘုရားတော်မဟာဝိတ္တဒါယုံဆရာတော်ဘုရားကြီးကတော့ရေပြည့်လျာအိုးခမ်းကြီးကိုအချီနီအိုးငယ်ရန်ပြည့်ရာမှာထက်ကလောင်းလို့ မရှိရင်ဦးငယ်ပေါင်းကိုစောင်းမကြည့်ပြန်မင်းကြီးထံသုံးရန်မှုများဦးစားသုံးရန်ဖို့ကိုစားအိမ်တော်မူကိုစောင့်မရှုအားနော်အေးတဆန်ရလောက်ပိုင်းကိုရှိတဲ့ပုံကိုယ်ရဲ့အကျိုးစီးပွားကိုတော့လုပ်နေရပြီကိုအကျိုးစီးပွားကိုတော့ဘာမှလုပ်ခွင့်မရကြဘူးဒါကြောင့်မလို့အစအစရအထွေထွေတက်တဲဆင်းရဲလာကြတယ် ပြည်သူတွေကိုပြောတယ်။ငယ်သားတွေကိုပြောတယ်ပေါ့။အဲကြတော့အထအောင်အလို့ရှင်လို့သမားဌာနဆိုင်ရာကြီးကြီးတွေလည်းအထအောင်အကုန်လို့ပြမျက်တာတာကိုချင်းစာတရားမွေးပြီးတော့တရားချင်းနေမျိုးကိုမရအောင်။ဒုစားကြဖို့အပြလက်မြစ်တာထားကြဖို့လုံမယ်ပေါ့ဗျာ။